ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့လာစစ်ကော်မရှင်ကပြန်လွှဲယူပြီးရှစ်လနီးပါးကြာမြင့်ပြီးနောက်စီးယုံနဲ့ကြောင်းများပြန်ဖွင့်နေပြီးဖြစ်တော်လဲမြို့ဝင်ပေါက်ထွက်ပေါက်လမ်းများနဲ့လျှက်စစ်မီဖရန့်ဖီယေတို့ကိုကိုကန်တက် MNDAA ကဆက်လက်ထိန်းချုပ်ထားပါတယ်မန္တလေးမူဆယ်ကုံတွေကြီးလမ်းကြောင်းပေါ်တွင်တီရှိတီလာရှုမြို့သည်ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ပြီးစီးဝါးရဲ့အရအရေးပါတယ် တရုတ်နယ်စပ်နှင့်မိုင်းတရားကြော်တာဝေးဒီလရှုနယ်ဒီဒုတိယကမ္ဘာစစ်ကာလတွင်တရုတ်ဂျပန်နှင့်မဟာမိတ်တပ်များစစ်စခန်းချာရမျိုးအထိထင်ရှားခဲ့ပါတယ်1980နောက်ပိုင်းတရုတ်နယ်စပ်မှအင်အားပြန်လည်ကြီးထွားလာသည့်ဗမာပြည်ကွန်မြူနစ်ပါတီပကပိုက်လှူရှားမှုများထိန်းချုပ်ရန်အတွက်ရာမခတ်တိုင်းစစ်ဌာနချုပ်ကိုလရှုတွင်ထားရှိရသည့်အထိစစ်ရေးရအရေးပါသည့်မျိုးတို့မျိုးအထိပါတယ် မြန်မာနိုင်ငံ၏မီးရထားလန်ဆုံးမြို့တို့မြို့လက်ထက်ကတညုတ်အစိုးရအကောင့်အထည်ဖော်မိရက်ဝန်းနဲ့ပိုလန်မှစီမံကိန်းဖြစ်တဲ့လေအဓိကကြားသည့်မြို့လက်ထက်ပါတယ်ထို့သောအရေးပါသည့်မြို့အား2020ခုဆစ်စင်ရဒုတိယလိုင်းကလ2024ခုနှစ်ဇွန်လ25ရက်နေ့တွင်ကိုကန်တာ MNDAA ကစတင်တက်ခိုက်ခဲ့ပါတယ်တလကျော်အကြာဩဂုလ3ရက်နေ့တွင်ရမကတိုင်းစစ်ဌာနချုပ်ကို ကိုကန်တပ်ဖွဲ့က တင်းပိုက်ခေရာထုံးလစစ်ခွန်စစ်စင်ရဲ့တွင်စစ်တပ်တပ်ပထမဆုံးလက်လွတ်ခေရာသောတိုက်စစ်ဌာနချုပ်ဖြစ်တမိုင်းတွင်ကျန်းခဲ့ပါသည်စစ်ရှုံးခဲ့သောစစ်တပ်သည် အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခါကိုမိုင်းရဲ့မြို့တွင်ယာယီဖွင့်လက်လက်ရပြီးထိုမြို့အရှိတ်တွင်ဝါကိုပိုင်အုတ်ချုပ်ခွင့်ရာဒေသ၏တန့်ရန်မြို့ရှိနေပါသည် ဒီလိုဖီအားကြောင့်ယခုနှစ်အေဘီလာတွင် လာချိုမြို့ပေါ်စနေရက်ကွက်အားကိုကန့်တက်ကစစ်တပ်ထံပြန်လွှဲပေးခဲ့တော်လဲလာချိုမြို့ရှောင်းလိုင်းဘဝင်းကြံကြီးရွာအုပ်စု85ခုကိုဆက်လက်ထိန်းချုပ်ထားပါတယ်ထို့သောပြန်လွှဲပြီးနောက်လာချိုမြို့စစ်နှခေါင်းဟိုတယ်တွင် ကိုကန့်နှင့်စစ်တပ်တို့ဒေသတွင်းနှစ်ဖက်စီရေးအခြေအနေတင်းမာမှုမရှိစေရန်လာစဉ်ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြပါတယ် လက်ရှိလာရှိုးမြို့ပေါ်တွင်သာစစ်တပ်အုပ်ချုပ်ရေးရှိတော်လဲမြို့အထက်ကြေးရွာများနှင့်ဒီပေါ်မိုင်းရဲမြို့နယ်တွင်ရှိကြေးရွာအချို့ပါကိုးကန့်တပ်ဖွဲ့၏မြို့ပါအုပ်ချုပ်ရေးအောက်ရှိနေကြပါသည်ထိုချင်းဒီသည် အရှိမောက်တိုင်းစစ်ဌာနချုပ်ရမခတီရှိခဲ့သောလာရှိုးမြို့သည်ထွက်ပေါက်မရှိဘဲကိုးကန့်တပ်၏ဝိုင်းပိတ်ချင်းခံနေရမှုထစ်ပေါ်နေပါလေထို့ကြောင့်စစ်ကောင်မရှင်ကရမခထွက်ပေါက်ရရန် မိုင်းရဲတီပေါ်မိုင်းရဲလာရှိုးလမ်းကြောင်းပြန်ရရန် ်ထိုနေရာများမှာ ကိုးကန်တက်များကိုစုပ်ခွာစေသူပြီးကိုးကန်တက်ကလက်မခံသဖြင့်ဆွေးနွေးမှုများထပ်လုပ်နေကြသည်ဟုကိုးကန်တက်နှင့်နီးစပ်သည့်တည်တင်းရေးမိများက ဆိုကြပါသည်ဆွေးနွေးမှုရလဒ်များပေါ်နှစ်ဖက်လုံးကတည်တင်းထုတ်ပြန်ခြင်းမရှိတော့လေကိုးကန်တက်ဖက်မှမိုင်းရဲလာရှူးလန်းတွေစီရင်ဟာဖြည့်ခြင်းစစ်တပ်ဘက်မှခရီးသွားလာသည့်လမ်းကြောင်းများပိတ်ဆို့ထားခြင်းတို့ကြောင့်တိုက်ပွဲပြန်ပေါ်လာမည်ကိုမြို့ကန်များကစိုးရိမ်နေကြပါလေ။အခုမိုင်းရဲဘက်မှာ ကိုကန်းကစုပ်မဲ့ပြောလိုက်မစုပ်ဘူးပြောလိုက်လမ်းတွေပိတ်လိုက်ဖွင့်လိုက်နဲ့တီးပွားမှာလဲလမ်းကပိတ်ထားတယ်လာရှိုးကဂျားညာနေကတခုခုဖြစ်ရင်ထွက်ပေါက်ကမရှိဘူးဟုအသက်50အရွယ်လာရှိုးမျိုးကန်အမျိုးသမီးတူဦးကပြောပါတယ်ယခုလ14ရက်နေ့မှာစတင်ကတီးဘောလာရှိုးလမ်းမရှိတီးဘောတတအားစစ်တပ်ကပိတ်ထားတယ်လောက်ဝက်ကြာသည့်အထိပြန်မဖွင့်သေးပါဘူးကိုစီတေယူပို့ဆောင်ရေးလာရှိုးမြို့ပေါ်စနေရက်ကွတ်အဝင်အထွက်အား မေဟန်ယွာအေဒီတရားနှင့်လာရှိုမြို့ရှောင်းလန်းစသည့်နေရာသုံးခုတွင်စစ်တပ်ကခိတ်များချထားကစစ်ဆေးနေပါသည်ထိုပြင်တရုတ်ဖက်မှလာသောကုန်စည်များအားမြို့တွင်းသို့အဝင်မခန့်သဖြင့်လာရှိုမြို့ပေါ်ထက်ကိုက MNDAA ထင်ချုပ်ရာမြို့ပြင်ကျေးရွာများသည်ပိုစည်းကားလာသည်ဟုမြို့ကန်များထံကသိရပါသည် အေဒီတရန်မာကအဖွဲ့ဆောင်ဆိုပြီးဌာနဆိုင်ရာဆက်ဖွဲ့ရှိနေမူဆယ်ဘက်ကဘာတရုတ်ပစီမာမျိုးတဲဝင်လို့မရဘူးအဲ့ဒီတော့ကုံတွေကမြို့ပြင်မှာပဲစုတော့မေဟန်နဲ့ဟိုပိတ်ရွာဘက်ကပိုစီနေတာဟုလာရှိုးမြို့ကန်တအူကပြောပါတယ် ရှမ်းပြည်တောင်ပိုင်းနေမြောက်ပိုင်းအလားဆက်တွေ့ထားသည့်နန့်လန်ကြောက်ကူလမ်းပိုင်းအားတရားမဝင်ကုန်ထွယ်မှုတားဆီးရဲ့အကြောင်းပြချက်ဖြင့်စစ်တပ်ကပိတ်လိုက်ဖွင့်လိုက်ပြီးလုံနေရာခရီးသွားများနဲ့ကုန်တယ်များအခက်တွေ့နေကြရသည်ဟုလာရှိုးမိုးကန်ကုန်တယ်များတန်းကသိရပါသည်လာရှိုးမိုင်းရလန်အားစစ်တပ်ဘက်ကဖွင့်ထားတော်လဲကုန်စည်တဲဆောင်မှုများပိတ်ဆို့ထားသည်ဖြင့်ကုန်တွယ်ရေးအားခါနေရသည်လာရှိုးမိုးကန်များအခက်အခဲများကြုံတွေ့နေရသည်ဟုဆိုပါသည်စစ်တပ်ဥချော်ရဲ့ရှိနေသည့်လာရှိုးမြို့အခြေအနေ စစ်တပ်ပြောင်းဝင်လာဒီမှာရှစ်လနီပါရှိပြီချွတော်လေမြို့တွင်လျှက်စစ်မိသည်ပုံမှန်အတိုင်းမြားသည်ဟုဒေတာခန်များတန်ကတည်ရပါလေလေးရမှာတချင်းကိုနှစ်နာရီလောက်ပဲရတာကိုမိကမမှန်ပါဘူးဆိုလာတို့မိဇတ်တို့ပဲအာကိုပြီးလုပ်နေရတာဟုအထက်ပါလာရှုမျိုးခန်မျိုးသမီးဦးစွာဆိုပါလေလာရှုမျိုးရာလျှက်စစ်မိပြီးတအားခွဲလမ်းရုံအချို့ဒီကိုကန်နှစ်တောင်းကထင်ထုတ်နေညီများတွင်ရှိနေပါတယ်လာရှုမျိုးအစင်းနှောင်ဟိုတယ်တွင်ကိုကန်နှစ်စစ်တပ်တို့လာစဉ်ဖိလုပ်သည့်ဆွေးနွေးပွဲများတွင် လျှက်စစ်တအားပြန်လည်ရရှိဧကိစာထဲ့ထွန်းဆွေးနွေးလေးရှိသည်ဟုကိုကန်တပ်ဖွဲ့ဝင်များနှင့်နှိစတူများကပြောပါရယ်စစ်တပ်ပြန်ဝင်လာပြီးနောက်လာရှိုးမြို့အခုတွင်ငားရဖီလူစေယုံစစ်စေယုံနှင့်ပုဂလိကစေယုံများပြန်လည်ဖွင့်ထားပြီးမြို့ခံအများစုအားထရသည်အခုတွင်ငားရစေယုံတွင်ဆရာဝန်နှင့်တူနာပြုအင်းဟာလွှဲချက်ရှိနေပြီးစေဝါလုံလုံမှုမရှိသည်ဟုကိုရန်ဂျုံကရသူများကပြောပြကြပါရယ်စေယုံကြီးမှာကတချို့ဆရာဝန်ဒီအစုံမရောက်သေးဘူးရှိတဲ့ဆရာဝန်တချို့ကတော့အပြင်စေခန့်ဒီမှာတွဲထိုင်နေတာ ဆေးရုံမှာမရှိတဲ့ဆေးတွေကိုတော့အပြီမှာရှားပွဲရတာပေါ့ဟုကိုတိုင်ကြုံခဲ့သူအမျိုးသမီးတူဦးကပြောပါတယ်။လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့်လဲဆေးဝါးပြက်လက်မှုများညင်လဲကြုံရသည်ဟုသိရပါတယ်။လာရှုမြို့ပေါ်ရက်ကွက်များတွင်စစ်ကော်မရှင်ပညာရေးဝန်ကြီးဌာနလက်အောက်ခံအခြေခံပညာကျောင်းများဖွင့်လှစ်ထားပြီးမြို့အထွတ်၌ကိုကန်တပ်ဤစာတင်ကျောင်းများဖွင့်လှစ်ထားပါတယ်။ယခုလ24ရက်နေ့တွင်စစ်ကော်မရှင်က လာရှုတက္ကသိုလ်အားပြန်လည်ဖွင့်ပြီးခဲ့သည်မြို့တွင်းရှိပညာရေးတက္ကသိုလ်အားပြန်လည်ဖွင့်ရန်စစ်တပ်ကပြင်ဆင်နေသည်ဟုမြို့ကန်တို့လည်းဆိုပါတယ်။ လာရှုံမြို့တွင်ကွန်ပျူတာနှင့်နည်းပညာတက္ကသိုလ်များရှိတော်လဲအဆိုပါတက္ကသိုလ်များသည်ကိုကန်ထင်းချုပ်မှုအောက်ရှိမေဟန်နှဟိုဘေးယွာရင်ရှိနေ၏ပြန်လဲဖွင့်နိုင်ခြင်းမရှိသေးဟုမြို့ကန်များထံမှသိရပါသည်စစ်တပ်ပြန်လွေမီနော့လာရှုံမြို့တွင်၌မူရီစေဝါထုံးစတ်တုံ၌ခိုးဆိုလူရမှုများပြန်လဲများလာသည်ဟုမြို့ကန်များကဆိုပါသည်ကိုကန်တို့ကဖန်ပြကားများတယ် အဲ့ဒီနောက်ပိုင်းအတော်ငင်းသွားတာအခုကရက်ွက်ထဲကနေရတော်တော်များများမှာဗိန်းစားတွေပြန်များလာပြီပစ္စည်းတွေပြောက်တာလည်းခဏခဏပဲဟုလာရှိုးမျိုးကံအမျိုးသားနောက်တူကလည်းပြောဆိုပါတယ်စစ်တပ်အုပ်ချုပ်ပြီးနောက်လေချောင်းဘုံကျဲမှုမရှိတော့၍စစ်ဆောင်နေသည့်မျိုးကံထောက်ဝကြောင်းနေရပြန်လာတော့လေအယောင်းဝဲသည့်အရင်လိုပုံမှန်မဖြစ်ဟုလာရှိုးမျိုးကံများကပြောဆိုပါတယ် လူတွေကစစ်ဆောင်ပြီးငွေကုန်ပြီးပြန်လာကြတာမြို့ထဲလူပြန်များလာတာပဲရှိရယ်စီးပွားရေးမရှိတော့အလုပ်မဖြစ်တော့ဘဘူးမသိမသုံးနိုင်ဘူးအញ្ញလို့အယောင်းဝယ်မဖြစ်ဘူးဟုလာရှိုးမြို့မှာဈေးတွင်ဈေးရောင်းချတယ်သူတို့ကပြောဆိုပါတယ်လာရှိုးမြို့ပေါ်တွင်မြန်မာစီးပွားရေးဘဏ်တစ်ခုတည်းသာပြန်လည်ဖွင့်လှစ်ထားပြီးကြံပုဂ္ဂလိကဘဏ်များပြန်မဖွင့်သေးဟုမြို့ကန်တို့ကဆိုပါတယ် နီယံပြန်လာဖို့မြို့ကန်အများစုသည်စီးပွားရေးအဆင်မတီး၍နေရင်ဆိုင်ကများအသစ်လော်သည့်ဈေးဖင်ပြန်လဲရောင်းချနေကြပြီးရန်ကုန်မန္တလေးတောင်ကြီးမြို့များသို့ပြောင်းရွှေ့သွားကြသူများလည်းရှိသည်ဟုသိရပါသည်။ကိုကန်နှင့်စစ်တပ်တို့၏လာရှိုးတဲ့ကွေပြင်းထန်ဟေသည့်တလအတွင်လူမှုကွန်ရက်အသင်းအဖွဲ့ဝင်များအပါအဝင်အရိယသား30ကျော်သေဆုံးခဲ့ပြီးနိုင်ငံအနီးပါးထိခိုက်ဒဏ်ရာရခဲ့သည်ဟုကိုကန်နှင့်ကအန်တပ်တို့၏ထုတ်ပြန်ချက်များတွင်ဖော်ပြထားပါသည်။ ကိုကန်တက်ကလာရှိုးမြို့ကအုတ်ချိုခဲ့သည့် ရှစ်လအတွင်းစစ်တပ်ကလေကြောင်းမှအကျဉ်30ကျော်ဘုံးကျဲတိုက်ခိုက်ခဲ့ရာနိုင်ငံရေးအကျဉ်းသားတဦးအချုပ်သား2ဦးအပါဝင်မြို့ကန်10ဦးဝင်းကျင်ထပ်မံတည်ဆုံးခဲ့ပြီး100နီးပါးတရားရခဲ့သည်ဟုမြို့ကန်များကဆိုပါသည် ဟိုတယ်များပါတာရေးအဆောက်အုံများစာတင်ကြုံများဌာနဆိုင်ရာအဆောက်အုံများမြို့မှာဈေးအပအဝေးလူနေအိမ်တရားကျော်ပြတ်စည်းခဲ့သည်ဟုမြို့ကန်များထံကတည်ရောက်အလေစစ်ကော်မရှင်တန်းကောင်စင်းအရာလာရှိုးမြို့နယ်တွင်မြို့ပေါ်ရက်ကွက်၁၂ခုနှင့်ဂျေးရွာဥစု85စုရှိသည်ရှမ်းတိုင်းရင်သားကအများစုဖြစ်ပြီးကိုကန်းဗမာပလောင်ကချင်းအကိန်းမုံဝဲဝါလာဟုမြောင်စီ လီစုဟိန္ဒူနှင့်ဂောရက်ခါလူမျိုးများလည်းနေထိုင်ကြပါလေ မျိုးပေါ်ရက်ကွက်ဆက်နှစ်ခုတွင် လူဦးရေသသိန်းခွဲနီမှနေထိုင်ပြီးခြံထက်ဝက်သည်ကြေးရွာများ၌နေထိုင်ကြပါ၏တိုက်ကွဲကာလအတွင်းမျိုးပေါ်ရက်ကွက်ဆက်နှစ်ခုမှလူဦးရေသသိန်းနီမှဘေးလွတ်ရာထွက်ကေးခဲ့ကြရပါ၏တရုတ်ဆိုရကြောင်းဝင်မှုကြောင့်စစ်တပ်နှင့်ကိုကန်တက်တို့ယခုနှစ်ဇန်နဝါရီလ18ရက်နေ့တွင်အပိတ်ရက်ခဲ့ပါသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရဲ့အထူးကိုယ်စားလှယ်မစ္စတာအသိရွှေကျွန်းဂျာဝီမူဖြင့်လာရှိုမျိုးဘိုရက်ခွက်ဆနုခုအားကိုကန်တက်ကစစ်သက်ထံသို့ယခုနှစ်ဧပြီလ18ရက်နေ့တွင်ပြန်လည်ပေးခဲ့ပြီးဧပြီလ20ရက်နေ့တွင်လာရှိုမျိုးမှကိုကန်တက်မြန်ဆုတ်ခွာသွားခဲ့ပါတယ်။လာရှို၏ယခုအချိန်နေသည်နိုင်ငံ၏အနှစ်ဖက်အခြေအလဲဆွေးနွေးမှုဖြင့်ရရှိထားသည့်အခင်းအကျင်းမဟုတ်ဘဲတရုတ်နိုင်ငံ၏ပြင်းထန်သောဖိအားကြောင့်ရှိနေသည့်အခြေအနေမြတ်သာဖြစ်ပါတယ်။ နှစ်ဖက်ပို့တိုက်မှုများပြစ်ပကများရှိနေတော်တဲ့လက်ရှိအခြေအနေအရညီနိုင်မှုများဖြင့်ရှေ့ဆက်နိုင်သည့်သဘောဖြစ်ပါれ။ထို့သောနှစ်ဖက်တက်များကြားထိုအခြေအနေများသည်အစင်တီမြဲနေမည်ဟုလေနန်တာသစ်သတ်မှတ်ထားပြီးတော့မရနိုင်ပါဘူး။